ညရီမျိုးမှာဧပြီ19ရက်နေ့ညကလူသက်ဆိုင်ကယ်လူယူသွားသူကိုဧပြီ20ရက်နေ့မိုးလဲတနားရီခန့်မှာဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ကရင်ပြည်နယ်မြရီမြို့အမှတ်လေးရပ်ကွက်ဘရင်တော်ဈေးကြီးအနီးမှာဧပြီ19ရက်နေ့ည8:00နာရီခန့်ကဆိုင်ကယ်တက္ကစီမောင်းသူတအုပ်ကိုဆိုင်ကယ်ငှားဆီးလာသူကဓာတ်နဲ့ထိုးပြီးဆိုင်ကယ်လူယူသွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။ဧပြီ19ရက်နေ့ည8:00နာရီခွဲခန့်မှာအမှတ်9ရပ်ကွက်ကျွန်းတော်ဈေးအရှိတ် ဒေါနမြေအမှတ်၅ဆိုင်ကယ်တက္ကစီဂိတ်ကနေအသက်50အရွယ်တက္ကစီမောင်းသူကိုဆိုးနိုင်ကိုလူတအုပ်ကဆိုင်ကယ်တက္ကစီခေါ်ယူသွားပြီးဘရင်အောင်ဈေးကြီးအနီအရောက်မှာတက္ကစီရင်မောင်းကိုဆိုးနိုင်ကိုနောက်ကနေဓာတ်နဲ့ထိုးပြီးဆိုင်ကယ်ကိုလူရက်သွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တာပါဆိုင်ကယ်တက္ကစီမောင်းသူကိုဆိုးနိုင်ဟာရရှိထားတဲ့ဒဏ်ရာနဲ့တေဆုံသွားကြောင်းနဲ့သူ့ရဲ့ Wave 100ခဲရောင်ဆိုင်ကယ်ဟာလူရက်သူကမောင်းနှင်ထွက်ပြေးသွားခဲ့တယ်လို့သိရပါဗျ။ဆိုင်ကယ်လူရက်သွားသူဟာအဲဒီဆိုင်ကယ်ကိုလိုက်လံရောင်းချနေစဉ် လူသက်ဆိုင်ကယ်လူရက်တဲ့တရင်ကိုအွန်လိုင်းပေါ်မှာဖတ်ထားတဲ့ဆိုင်ကယ်ဝယ်လက်ကရဲစခန်းကိုအကြောင်းကြားတဲ့အတွက်ရဲတပ်ဖွဲ့ကအချိန်မီဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဆိုင်ကယ်တက္ကစီမောင်းသူကိုဓာတ်နဲ့ထိုးတက်ပြီးဆိုင်ကယ်လူရက်ခဲ့သူဟာတခြားမျိုးကနေရောက်လာတဲ့ခမ်းမင်းသူဆိုသူဖြစ်ကြောင်းလောင်ကစားအရှုံးကြောင့်အခုလိုလှုံ့ဆော်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။သက်ဆိုင်ရာမြရီမျိုးမရဲစခန်းကနေဖြစ်စဉ်နဲ့ပတ်သက်ပြီးဥပဒေအရရေးရွဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါဗျ။